မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနည်းနဲ့လာရှိုးဖြစ်စဉ်နဲ့တရုတ်ဖီအားဆိုရင်စောင်းပါတင်ဆက်ပေးပါမယ် MND လာရှိုးမှပြန်ဆုတ်ခွာမယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးဒီရက်ထဲတော်လိုင်းညီဘက်မှာအမြင်မျိုးမျိုးနဲ့ပြောဆိုမှုတွေရှိပါတယ်တိတိကျကျပြောရမယ်ဆိုရင်2029စစ်စင်ရေးတွင် MND ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ရေးမှာနာမည်ကြီးပါတယ်ဆိုတဲ့စစ်တပ်ရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာလာရှိုးကို 2024ခုနှစ်ဩဂုတ်လမှာတင်ပြန်ရရှိခဲ့ပြီးရပ်ပေါင်း240ကျော်ကြာ2025ခုနှစ်ဧပြီလအတွင်းမှာပဲစစ်ကောင်စီလက်ထဲကြီးတစ်ချက်မဖောက်ရပဲပြန်လည်လွှဲပြောင်းပြရမယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော်လိုင်းဖွဲ့တွေတော်တော်များများမချီတင်ခဲ့ဖြစ်နေကြတာပဲဖြစ်ပါတယ်။တော်လိုင်းတပ်တွေဘက်ကအခုလိုမချီတင်ခဲ့ဖြစ်မယ်ဆိုရင်လည်းဖြစ်စီရပါ။ဘာကြောင့်လဲဆိုတော့လာရှုမျိုးကိုတင်ပြန်နိုင်ခဲ့ခြင်းကတော်လိုင်းတပ်တွေအတွက်တာမန်မျိုးတစ်မျိုးလိုတင်ပြန်နိုင်ခဲ့ခြင်းဆိုပြီးစစ်တပ်ရဲ့ကျမ်းမာရေးမှာပါတယ်ဆိုတဲ့တရင်တက်မာတွေဝိုင်းကာကွယ်ထားပြီးစစ်အင်္ဂါစင်မှာတတိ င်းရမြောက်အရေးကြီးဆုံးတိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာမြို့ကိုသိမ်းပိုင်နိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။လာရှုဟာစစ်တပ်သမိုင်းတခြားပထမဦးဆုံးတိုင်းစစ်ဌာနချုပ်တစ်ခုကိုလက်လွတ်ဆုံးရှုံးလိုက်ရခြင်းဖြစ်တယ်လို့တော်လိုင်းတပ်ဖွဲ့ရိအနေနဲ့ကလည်းဗိုလ်ချုပ်အစဉ်ဦးစီးတဲ့တိုင်းစစ်ဌာနချုပ်တစ်ခုကိုပထမဆုံးသိမ်းပိုင်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ စစ်မှန်မောက်မာလွန်ပြီးတော်လိုင်းတက်တွေကိုအထင်မြင်သေးလို့နဲ့နေပြီးတော့မှစစ်ဘိုလ်ချုပ်တိုက်အတွက်တော့အဆိုပါလားရှုတိုင်းစစ်ဌာနချုပ်ကိုအသိပိုင်ခံခဲ့ရတဲ့ဖြစ်ရပ်ကတကယ့်ကိုခါတီးပြီးအိမ်မက်ဆိုးတစ်ခုလိုခြောက်လန့်နေခဲ့တဲ့နေရက်တွေဆိုတာလည်းသိကြပါဗျ။ဒီလိုအချင်းရတွေကြောင့်လည်းအခုထွက်ပေါ်နေတဲ့လာရှုတရင်နဲ့ပတ်သက်ပြီးတော်လိုင်းတက်ဖွဲ့တချို့နဲ့ပြည်သူတွေမှ MNDA ပေါ်ဝေဖန်မှုတွေရှိနေတာပဲဖြစ်ပါတယ်။အခုနောက်ဆုံးသိရတဲ့လာရှုအချင်းတွေကမြို့ပေါ်ရက်ကွက်တွေကိုစစ်ကောင်စီကအုပ်ချုပ်မှဖြစ်ပြီးအနီးနားကကျေးရွာတွေလာရှုကိုစုံမိုးထားတဲ့စုံမိုး ုကုန်းတွေအကုန်လုံးကိုကိုကန့်တပ်ဖွဲ့ကဆက်လက်တပ်ဆွဲထားမှာဖြစ်ကာတရုတ်ကောင်စီရုံးတကူလည်းလာရောက်ဖွင့်လှစ်မယ်လို့သိရပါဗျ။ စစ်တပ်အနေနဲ့လာရှိုးမှာစည်ရင်းလှူရှာခွင့်မရှိဘဲတီတချက်ဖောက်တာနဲ့ MND မှာလာရှိုးတွင်ဝင်ရောက်လာမယ်လို့သိရပါဗျ။ဆိုလိုတာကလာရှိုးဟာ MND ရဲ့စောင့်ကြည့်မှုအောက်မှာဆက်လက်ရှိနေပြီးတရုတ်ရဲ့ဖိအားကြောင့်သာစစ်တပ်အနေနဲ့အရှက်ပြေလာရှိုးမျိုးရဲ့အချုပ်နေရာတွေကိုပြန်အုပ်ချုပ်ခွင့်ရမယ်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်။ဒါဟာ2029စစ်စင်ရေးတွင်ရှမ်းမြောက်ကမြို့တွေတမျိုးပြီးတမျိုးအသိမ်းခံရတဲ့အချိန်အခုစစ်ပွဲကတရုတ်ရဲ့အသွင်ပြောင်းကျူးကျော်စေဖြစ်ပြီးလူလက်နက်နည်းပညာတွေကိုနောက်ွယ်မှာကူညီပေးနေတာကြောင့်အခုလိုရှုံးနေရတာဖြစ်တယ်ဆိုပြီးပြောဆိုမှု တွေပြုလုပ်ခဲ့တဲ့စစ်တပ်အတွက်အခုချိန်မှာသူတို့ဆွဆွဲခဲ့တဲ့တရက်ကိုပဲပြန်အားကိုးပြီး၎င်းတို့ဆုံရှုံသွားတဲ့မျိုးတွေကိုပြန်တောင်းယူနေရတယ်ဆိုတာကိုပေါ်လင်းသွားစေခဲ့ပါတယ်။ဒါတင်မကလာရှုမျိုးကိုတော်လိုင်းတပ်ဖွဲ့တွေဘက်ကစီရင်နေနဲ့တိုက်ခိုက်ပြီးသိမ်းပိုင်နိုင်ခဲ့ပေမယ့်ကမ္ဘာအဆင်ရှိပါတယ်ဆိုတဲ့စစ်တပ်အနေနဲ့မြေပြင်စစ်ကြောင်းတွေမှာဘယ်လုံးမှတိုက်ခိုက်နိုင်ခြင်းမရှိပဲ MNDE ကိုဖိအားပေးနိုင်တဲ့တရုတ် အားကိုးဖြင့်သာပြန်လည်ရရှိအောင်ဆောင်ရွက်နိုင်နေဆိုတာပေါ်လွင်ပါတယ်။ဒါဟာအာဆီယံနိုင်ငံတွေမှာတိုက်ရိုက်ခိုက်ရေးကောင်းပါတယ်ဆိုပြီးသတင်းထွက်ခဲ့ပူလင်မြန်မာစစ်တပ်အတွက်ဘယ်တော့မှပြန်ဆယ်လို့မရတော့မယ့်ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။ လာရှိုးပြစ်စင်နဲ့ပတ်သက်ပြီးစစ်တပ်ဘက်ကဂုံတိတ်ခါကြာစင်မှုတွေအရှက်ရစရာတွေဖြစ်ခဲ့ရသလိုတော်လန်ဤတပ်တွေအနေနဲ့လည်းသတိထားစရာကိစ္စတွေအများပြားပေါ်ပေါက်ခဲ့ပါတယ်။တရုတ်ကအင်အားကြီးနိုင်ငံတစ်ခုဖြစ်တာနဲ့ညီကျွန်တော်တို့နိုင်ငံရဲ့ပြည်တွင်းရေးကိုစိတ်ကြိုက်ချေလဲမှုတွေလုပ်နေတာအတော်ကြာခဲ့ပါပြီ။စစ်တပ်ကိုချေလဲသလိုတိုင်းသားတော်လန်ဤတပ်ဖွဲ့တွေကိုလည်းချုပ်ကန်ပြီး၎င်းတို့အကြိုးဆုံးရာတစ်ခုတည်းအတွက်ကစားကွက်မျိုးစုံနဲ့ပုံဖော်ကစားနေရတယ်ဆိုတာအခုလာရှိုးဖြစ်စင်မှတင်အတော်လေးပေါ်လွင်နေပါတယ်။ဒါကြောင့်အခုဖြစ်စင်ကိုကြည့်ပြီးတခြားသောတော်လန်ဤဖွဲ့ တွေအထူးသဖြင့်တရုတ်နဲ့မဖြစ်မနေထိစပ်နေရတဲ့တွန်လိုင်းတက်တွေအနေနဲ့တရုတ်ပြည်အားကိုကြော်လွှားနိုင်မယ်ဖြူဟာတကူကို မဖြစ်မနေစဉ်းစားသင့်တယ်လို့မြင်မိပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့အင်းတော်ဂျပန်လိုင်းကိုစကမ်းမှထွက်ပြေးသွားတဲ့တမ89တမမှုကိုအရှင်ဖမ်းမိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အင်းတော်မျိုးသိန်းတိုက်ပွဲမှာနောက်ဆုံးလက်ကျန်ဂျပန်လိုင်းကိုစကမ်းကနေစကမ်းဆုံးခွာထွက်ပြေးသွားတဲ့စစ်ကောင်စီရဲ့တမမှုအောင်သက်ဦးနဲ့ဖွဲ့ကိုတော်လိုင်းတက်တွေကကတားမျိုးမှာဖမ်းဆီးရမိခဲ့တယ်လို့စီးရီးသတင်းအရင်းမြစ်တွေစီကသိရပါဗျ။တမ89အရှိန်ဌာနချုပ်အခြေပြုပြီးတမမှုကိုယ်တိုင်ကိုယ်ခဲ့တဲ့အင်းတော်မျိုးကိုတော်လိုင်းတက်တွေအပိတအသိမ့်ပိုင်စဉ်စစ်ကောင်စီတမမှုနဲ့ဖွဲ့ကစကမ်းဆုံးခွာထွက်ပြေးခဲ့ ဲ့ရပြီးကတားမျိုးမှာဖန်ဆင်းရမိခဲ့တယ်လို့သိရပါတယ်။တမ89တမမူမူးကျုံအောင်သက်ဦး DSC 42နှစ်အဖွဲ့ကိုကတားမျိုးဝင်မှာဖမ်းမိခဲ့တာပါ။အင်းတော်ဂျပန်လိုင်ကူစကန်မှာရှာတတမခ89ကတန်ရင်လီရင်အင်အား680ခန်းနဲ့ခန်းစဉ်ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။အင်းတော်ကိုဗမောက်ဘက်ကနေနေမြရှင်လင်းလုံဆောင်ရင်ဝင်လာတာတစ်နှစ်ကျော်နေပြီဖြစ်ပါတယ်။စုတ်ခွာဖို့ညှိနှိုင်းမှုရှိပြီးတုတ်ချေတင်ခဲ့ပြီးမြေကတားမျိုးကနေကြိုတင်ဆောင်ဆိုင်ပြီးပြန်လည်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်လို့စီရီယံပူစီစ င်ရောကသူရဲ့လူမှုကွန်ရက်ကနေတစဉ်အတိပေးပြောကြားလာပါတယ်။ လက်ရှိစစ်ကောင်စီထိန်းချုပ်ထားတဲ့ကတ္တမျိုးအခြေအနေမှာလည်းနေမြေကန်တန်ရင်ခမာယ300ကိုနဲ့မျိုးရင်းကအမြောက်တက်ခွဲတစ်ခွဲသာရှိရလို့ဆိုပါတယ်။လက်ရှိမှာကတ္တမျိုးနဲ့ခမာယ300ကိုကိုပါတော်လိုင်းတက်တွေကဝိုင်းဝန်းပိတ်ဆို့ထိန်းချုပ်ထားတယ်လို့လည်းပူကြီးစင်ရောကပြောပါတယ်။ဖန်စီရမိထားတဲ့စစ်ကောင်စီရဲ့တက်မမှုနဲ့တပ်ဖွဲ့ဝင်အရေးအတွက်ကိုတော့အတိအကျမသိရသေးပါဘူး။လာပေါင်းများစွာကြာမြင့်ခဲ့တဲ့အင်းတော်မျိုးတင်တိုက်ပွဲကစစ်ကောင်စီကတာလွန်အင်အားနဲ့ကြာမြင့်စွာခန့်စစ်နဲ့ခုခံရင်းမျိုးကိုရှစ်လနီးပါးအကြာမှာလက်လွတ်ခဲ့ရတာဖြစ်ပါတယ်။စစ်ကောင်စီက ငလင်ကြောင့်အပြစ်ရကြီးညာထားတဲ့ကာလတွေမှာစစ်ကောင်စီရဲ့ခန့်စစ်ဖြစ်တဲ့အင်းတော်ကနမဲကြီးဂျပန်လိုက်ကူကုန်းကိုဝိုင်းပတ်ပိတ်ဆို့ထားတဲ့တော်လိုင်းပူပေါင်းတပ်တွေကိုလက်နက်ကြီးဒရုန်းတို့နဲ့ထိုးစစ်ဆင်လာတာကြောင့် AP တရက်နေ့ကနေ၃ရက်နေ့ထိတိုက်ပွဲပြင်းထန်ခဲ့ကစစ်တပ်ကလေကြောင်းတွေပါတောက်လျှောက်ဖြစ်ကူပေးခဲ့ရတာဖြစ်ပါတယ်။ကချင်ပြည်နယ်အဆက်စကိုင်းတိုင်းနဲ့မှာရှိတဲ့အင်းတော်မျိုးနဲ့တကူလုံးကိုပြီးခဲ့တဲ့ AP လ9ရက်ည8နာရီဝန်းကျင်မှာတော်လိုင်းပူပေါင်းတပ်တွေကအပိတ်သက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးနိုင်ငံတကာပါလီမန်များဖွဲ့ IPU ကပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကိုဆက်လက်အတိမတ်ပြုရဲလို့အတိပြုရဲကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတကာပါလီမန်များဖွဲ့ IPU ကပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကိုဆက်လက်အတိမတ်ပြုကြောင်းနိုင်ငံတကာပါလီမန်များညီလာခံရဲ့အမှုဆောင်ကောင်စီအစည်းအဝေးကတက်ဆင်အတိပြုခဲ့ပါတယ်။လက်ရှိမှာဥစ်ဘက်ကစ္စတန်နိုင်ငံတာဂက်မြို့မှာ ပြင်ပလျက်ရှိတဲ့အချိန်150မြောက်နိုင်ငံတကာပါလီမန်များညီလာခံရဲ့အမှုဆောင်ကောင်စီအစည်းအဝေးကအခုလိုဆုံးဖြတ်ခဲ့တာ ာပါနိုင်ငံတကာပါလီမန်များဖွဲ့ IPU အနေနဲ့ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီကိုစစ်အာဏာသိမ်းတဲ့2021ခုနှစ်မတ်လမှာကျင်းပခဲ့တဲ့142ကြိမ်မြောက်ညီလာခံကစတင်ပြီးမြန်မာပြည်သူတွေရဲ့တရားဝင်ကိုစားပြုဖွဲ့စည်းဖြင့်နိုင်ငံတကာပါလီမန်များအစည်းအဝေးတွေမှာလေးလာသူဖြင့်တရားခွင့်ပြုဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ် နိုင်ငံတကာပါလီမန်များအဖွဲ့ IPU က CRPH ကိုဆက်လက်အတိမတ်ပြုခြင်းဟာဒီမိုကရေစီလိုလားတဲ့မြန်မာပြည်သူတွေကိုလေးစားတန်ဖိုးထားခြင်းဖြစ်တယ်လို့ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကဆိုပါတယ်။နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကကမ္ဘာနိုင်ငံပေါင်း180ကျော်ကနိုင်ငံတော်အစဉ်လွတ်တော်ရည်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့တန်တောင်ကြီးနဲ့ငတရောင်မျိုးတို့မှပြူစောတီနဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်ဖွဲ့ဝင်တအုပ်တည်ဆုံတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်တန်မိုးတောင်ကြီးရွာကို မိရှုပ်ပြီးပြန်ထွက်လာတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာထိခိုက်ဒေဆုံးမှုရှိကြောင်းကန်နီဂျာဒေတာကကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောကြားခဲ့တာပါ။အေဘီလ9ရက်နေ့မနက်09:50မိနစ်50အချိန်တန်တောင်ကြီးမြို့နယ်တန်မိုးတောင်ကြီးရွာကိုမိရှုပ်ပြီးပြန်လာတဲ့အစံဖတ်စစ်တပ်စစ်ကြောင်းကိုထုံးဖို့ကြီးကြီးရွာအထက်မှာဂျားဖြတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှအထိနာပြီးထုံးဖို့ကြီးစခန်းကိုပြန်လည်ဆုတ်ခွာသွားကြောင်းစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုသိရှိနိုင်စေဖို့စုံစမ်းနေစဖြစ်ပြီးတိုက်ပွဲဖြစ်ပြီးနောက်တနင်္လာနေ့မှလူနာတင်ရ င်နက်စီထုံးဖို့ကြီးစကန်းကိုမောင်းဝင်သွားကြောင်းသိရပါတယ်ခရီးရန်သီလာရှင်ចောင်းနှစ်ចောင်းအိမ်ကဘယ်နှလုံးမိရှုခံရလဲတော့မသိဘူးလောလောဆယ်နှလုံးလိုတော့ကြားတယ်ဘာလို့လဲဆိုရင်တန်မိုးတောင်ရွာကရွာသားတွေမရှိတော့တာနှစ်နှစ်ကျော်ပြီစာကစာထိခိုက်သေးဆုံးမှုကမသိရသေးပါဘူးလူနာရင်တင် နှစ်စည်းဝင်ပြီးတောင်ငူဘက်ပြန်ထွက်သွားတာတော့ရှိရဲ့လို့ကန်းနီကြားဒေတာကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတောက်ကပြောကြားခဲ့တာပါအဲ့ဒီလိုတိုက်ခိုက်ခံရပြီးရဲ့နောက်အထိနာတဲ့အကြမ်းဖက်စစ်သားတွေကထုံးပိုကြီးရွာတွင်ရှိအစည်းဆိုင်များကားများနဲ့ဆိုင်ကယ်များကိုထုချေပြက်စီးပြီးလမ်းသွားလမ်းလာခီးတဲ့တွေကိုရိုင်းနှက်နှိပ်စက်ဆဲဆုံမှုတွေလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်အဆိုပါတိုက်ခိုက်မှုကို KNU တပ်မဟာနဲ့တရင်ကလက်အောက်ခံကန်းနီကြားဒေတာကာကွယ်တပ်နဲ့ကီးကူစစ်ကြောင်းနဲ့တောင်ငူခရိုင်တရင်3500လီတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြ ¡Qué ဒါအပြင်အပီလာ6ရက်နေ့နေ့လယ်နနိုင်ချိန်ကန်းနီချင်းရွာမှာကင်းပုံဝတ်ဖို့ထွက်လာတဲ့ဖြူစော်တီတွေကိုကန်းနီကြားဒေသကာကွယ်တပ်ဖွဲ့ကပစ်ခတ်တိုက်ခိုက်ခဲ့ရာဖြူစော်တီတအုပ်တည်ဆုံးပြီးနှစ်ဦးထဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ပြည်သူများအနေနဲ့တောင်ငူလိတ်တို့လမ်းမကြီးကိုမနက်6နာရီမှညနေ6နာရီတွင်သာသွားလာအသုံးပြုကြဖို့နှင့်အရေးပေါ်ကိစ္စတစုံတရာရှိမှာကနီးစပ်ရာအဖွဲ့အစည်းကိုဆက်သွယ်အကြောင်းကြားပြီးမှသာသွားလာကြဖို့မြစ်တာရက်ခန့်တိုက်တွန်းထားပါတယ်။အလားတူမန္တလေးတိုင်းညောင်ခရိုင်ငတရောင်မြို့ရဲစခန်းမှထွက်လာတဲ့စ စ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ရာဖြီသူများတိုက်ပွဲကြားရောက်ရှိလာတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းပကံညောင်ခြေဆိုင်မန်းပကန်ဖြီသူကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတောက်ကပြောပါရယ်အပီလာ9ရက်နေ့မနက်10:30မိနစ်30ခန်းအချိန်ညာဦးမြို့နယ်ငတိယောင်မြို့ရဲစခန်းမှထွက်လာတဲ့အကျန်းဖတ်စစ်သားနေရှိဆယ်ဦးခန့်ကိုဖြီသူကာကွယ်တပ်ဖွဲ့များကမိုင်းဆွဲပြီး40မမလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ရာဖြီသူများကတိုက်ပွဲကြားကိုရောက်ရှိလာခဲ့တဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါရယ်ရှင်